ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့မနက်ခင်းလေးဖြစ်ပါစုဒီညကနေစုမုံကောင်တောင်းပေးလိုက်ပါတယ်ကိုဘောလုံးပွဲမဟုတ်ဘဲနဲ့ဒါကျွန်တော်ထကြည့်တော့မှမတန်တဲ့ဘောလုံးပွဲလို့တော့ပြောလို့ရမယ်ဒီမှာပါတယ်ဘောနောကိုကတော့ everton အားပေးတယ်ဆိုရင်တော့တန်ရင်တန်မှာပေါ့ဗျာနော် everton မြန်မာပြည်သက်တွေရှိရတဲ့ကြောင့် everton မြန်မာပြည်သက်တွေအတွက်တန်ရင်တော့တန်မှာပေါ့ကျွန်တော်ကဂျာပြည်သက်တွေအောင်နည်းကြည့်ပြီး ဖြစ်သွားတာဒီကျွန်တော်အမှန်တမ်းပြောမယ်ကျွန်တော်ဒါမမယ်ရဒီပွဲမတိုင်ငင်ကျွန်တော်ပွဲမတိုင်ငင်အနေနဲ့15မိနစ်မှာကျွန်တော်လမ်းပြီးတယ်ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ living room မှာ TV ရှိရတယ်ကျွန်တော်ဒီ living room ထားတယ်ကြည့်တယ်ပေါ့နော် အဲ့တော့အဲဝါဒန်နဲ့ဒါကျွန်တော်အမနိုင်ပါဘူးဆိုတာဒီနေ့2နာရီ35ဆိုအေးရဲမှာဘောဟိုးလေးတွေပြီးတော့ပြောပြဲပြီးတော့2နာရီ50နဲ့မှလာဒီပြန်နိုးပြန်နိုးတော့ဒါကျွန်တော်ပြန်ထားလူက H မူဒူနယ်ဖြစ်လူ H မူဒူနယ်အဲ့တော့လေခုနကပထမဆက်ဆက်ချင်းမှာ United ကလက်ခြေစွမ်းရမစိုးပါဘူးဒါကျွန်တော်တို့တစ်ဖက်ရဲ့တိုက်ဆက်ကိုဖိတယ်ဘောနော်ဒီနေ့ပေါ်မှာ Joshua Zigzee ကိုတာတိုက်ဆက်မူထားပြီးကျွန်တော်ဒါအမနိုင်ပါကျွန်တော်ညင်ကျင်နေဆိုတဲ့ပုံစံမျိုးဘောနော်ဒီနေ့ပေါ်မှာထင်ထားတဲ့အချိန်မှာ Matthew's corner ပါမလာခဲ့ဘူးအဲ့တော့ဒီနေ့ပေါ်မှာဒါအာမတ်ရဲ့မန်အမ်ဘွမ်ဘူရဲ့ဒါကျွန်တော် Zigzee ရဲ့ဆိုတဲ့ဒါတွဲလုံးတွေကိုစတင်ပြီးမြင်လာခဲ့ရတယ်ဘောနော် အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်တို့တိုးဝင်နေပါပဲဒါအဲ့အဲ့ကစားသမားကြောက်ထိုင်အတိုင်းတာဟိုလုံးဝဟိုတားမရစီးမရပုံစံမျိုးကြောက်ထားတဲ့စောက်ခြင်းရတာဂျော်ဒန်ပစ်ဖို့ပဲဂျော်ဒန်ပစ်ဖို့ရဲ့ဒါကျွန်တော်အမြင်နဲ့ဒါကျွန်တော်ကစ်ကာလာအဆက်ဆက်ရဲ့စောက်ခြင်းရအဲ့စောက်ခြင်းပဲလို့ပြောလိုက်အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်တို့ Everton တော်တော်လေးကိုကန်ဆိုးပါတယ်သူတို့ရဲ့ game plan ရတာကျွန်တော် Siemens Goalman နဲ့တူတာကျွန်တော်တို့ full back နှစ်ယောက်ကိုမှဒါကျွန်တော်တို့တော်တော်လေးကို ဒါခန့်စစ်ကိုအသားပေးတဲ့ပုံစံမျိုးသူဆော့မယ်ပေါ့နော်။ဒါခုနကောင်တာ transition နဲ့တူတာ angie တို့ greenish တို့ကိုဒါတည့်ပြီးဆော့ပြီး seamless coolman ကိုဒါသက်ဆန္ဒပတ်အနေနဲ့တွင်ပြီးတော့ bigolan ကိုဒါကျွန်တော်အတွင်းနဲ့ပြန်ပို့မယ်ဆိုတဲ့ mo yes ရဲ့ plan ကိုကျွန်တော်တွေ့ခဲ့ရတဲ့ game plan ပါ။ဒါပေမဲ့7 minute မှာ seamless coolman ချိုးသွားတယ်။လူအဲ့ရဘူးနာဘာဖြစ်တာလဲဘောလုံးဒီကောင်ဘာလို့စိတ်အဲဘောကျိုးရတာပဲပြီးတော့ပြီးတော့ seamless coolman ကိုဒါကျွန်တော်သူ့အနေနဲ့ဒါကျွန်တော်လဲလိုက်တယ်ပေါ့နော်။ဒါကျွန်တော်ဂျိတ်ကို brand အဲ့တော့ လကိုတဲ့ကတော့ကျွန်တော်တို့တိတိချက်ချာဟိုတာကျွန်တော်3 back formation ရှိတာ inverted ပုံစံမျိုးနဲ့ဆော့မယ်မူးရဲစနေနဲ့ဒါ for sure quad လုံးမျိုးဥစ္စာ for sure quad ဘယ်လိုလဲတော့တကယ် J O'Brien ထည့်ပြီးတော့3 center back ကိုမှတော့ကျွန်တော် Michael Lang ကိုအတွင်းနဲ့တကယ်ကိုပြန်ပို့လိုက်တဲ့ဂျာမရှိအဲ့ဒါမှတော့ဘာဖြစ်သွားလဲ Anjay ကဆော့ရုံးသွားတယ် Anjay အနေနဲ့ဒါကျွန်တော် win back ပုံစံမျိုးဖြစ်သွားပြီးတော့ဒါ Michael Lang ကိုလည်းနေတော့တွဲလုံးတွေကိုတက်ဆတင်ပြီးဒါကျွန်တော်တွေ့လာတဲ့နေရာမှာပါတယ်ဘောနော်အဲ့တော့မြို့သူပင်စူစီကမှုတစ်ဖက်ကတော့ Manchester United ဒီနေ့ပုံစံမှာပေါ့နော် United အသင်းနဲ့တယောက်ရော့အိမ်ကွင်းမှာရှုံးသွားတယ်ဆိုတဲ့ရလက်ဆိုတဲ့ဥစ္စာကဘလူးနီးနဲ့မှဂျင်းနဲ့ဆရာမရှိဘူးဒီနေ့ ေ့ပွဲစဉ်မှာ United နိုင်မယ်ဆိုရင်တော့ top 4ကိုဝင်သွားနိုင်မယ်အခွင့်အရေးရှိတဲ့အတွက်ကြောင့် United ပြည်သက်တော့ဒီနေ့ပွဲစဉ်ကအရင်အရေးကြီးတယ်ပြီးတော့၅ပွဲစဉ်လုံးဝရှုံးပွဲမရှိသေးတဲ့ Ruben Amorim အတွက်ဒီနေ့ပွဲစဉ်က6ပွဲဆက်ရှုံးပွဲမရှိဘူးအတွက်ဒါနိုင်ပွဲနဲ့အတူဒါကျွန်တော်တို့စတင်ပြီးလုပ်ဖို့အတွက်ပြည်သက်တွေအကုန်လုံးကလည်းမျော်လင့်နေဒါပေမဲ့ပြဿနာကအဲ့ဒီမှာနေပြီးသွားတယ် ထိုးဝိုင်းလိုက်တာ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်အသင်းရဲ့ဒါ twin ကိုခွင့်ပြုလိုက်ရတယ်ဗောနော်အဲ့တော့ United အသင်းနဲ့ဒီနောက်ပိုင်းပွဲစဉ်မှာသေချာပြန်ကြည့်မယ် Tottenham Hotspur ပွဲ Tottenham Forest ပွဲဒီနေ့ဒါကျွန်တော် Everton ပွဲစဉ်သူများရဲ့ twin ကိုတွေကြီးပဲ United ဘက်ကဒီဒါကျွန်တော်တောက်လျှောက်တာ lead လုခံနေရတဲ့ပုံစံမျိုးခဏခဏတွေ့လာခဲ့တဲ့ထားမှရှိတယ်။သူကသူ grand နဲ့ lead လုပါတယ်ဒါ Tottenham Forest Spurs ပွဲမှာသူယင် lead လုမှာသူကနောက်ကနေပြန် lead လုခံရတယ်ဗောနော်ဒါပေမဲ့ပြဒနာအရာပဲ United အသင်းနဲ့ခုနောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော်တို့ Juiceberry ဟောသွင်းသွားတဲ့အတွင်းကိုဆိုတော်တော်လေးကိုအဆင်တန်းရှိတယ်။တော်တော်လေးကိုကန်ကစားသမားကန်ချက်ကလည်းတော်တော်လေးကိုကောင်းတာကိုတွေ့ရမယ်။ ဒါပေမဲ့ everdam မှာဒါပဲရှိခဲ့တာတသိန်းလုံးမှာဒါပဲရှိရဲဒါနှုတ်ကိုတဲ့သူတွေတိုက်စစ်ကိုယ်တိုင်ကဒါကျွန်တော်အများကြီးမရှိဘူးဘယ်တူကောဘယ်ဝီတို့အုပ်စုကဘာဆိုဘာမှမလုပ်နိုင်တဲ့တိုက်စစ်ဖြစ်တဲ့အဲ့ဒါကြောင့်မို့ဒူးစပယ်ရီဟိုတယောက်စီမှာပဲရှိတယ်ပြောချင်တာပါဒီနေ့ပွဲစဉ်မှာဒါကျွန်တော် counter pressing တစ်ခုကလွင် everdam ကတယောက်ယော့သွားတဲ့အခြေအနေတစ်ခုမှာဘာမှလုပ်စရာမရှိဘူးဒါ100%ရှိတယ်ပိုပြီးဆိုးရွားသွားတာကျွန်တော်အနေနဲ့ဒါခုနပွဲချိန်တော့ခုန Siemens Goodman ထွက်တယ် Siemens Goodman ကိုစေကူတယ်ဘာညာနဲ့ဒါလဲလိုက်ပြီးတဲ့အချိန်မှာဒါ of course ပြီးတော့ပြီးတော့ကျွန်တော်ဒါတော့ကနေဟိုကအင်္ဂိုင်းနေတာဗောနော်ခုန of course ဒါမနဲ့ဒီမှာကျွန်တော်စမှာ၄နိုင်လောက်နေနေမှာကျွန်တော် ငိုက်ရယ်ပြီးလဲပြီးတော့ ever i have test show record ဆိုပြီးဒါကြောင့် comedy da all ပြောဟာဘာဖြစ်လို့လဲပေါ့နော်ဘာမှလည်း slide တွေတော့ထိုးရလဲမသိဘူးဘာလို့ဆို Brian M ကျွန်တော်တွေ့လိုက်တာအဲ့တော့မှမဲ့ Brian M ဘာမှမလာမသိလန်ကန်လိုက်တဲ့အချိန်မှာ before ကတော့ကျွန်တော်တို့ကာကွယ်လိုက်တယ်ဆိုတဲ့ပုံစံဒါပေမဲ့မထိလိုက်ဘူးပေါ့နော်ဒါအဲ့တော့အဲ့ဒီမှာဟောအခုကစားသမားအချင်းချင်းရံဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စကားစကားများတယ်ပေါ့နော်ကစားသမားဒါကျွန်တော် Edisa Gay နဲ့ဒါကျွန်တော်တို့ကျွန်တော်တို့ Michael King နဲ့လာစကားများတယ်ပေါ့အော်အဲ့လောက်ပဲကျွန်တော်မှတ်မိလိုက်ပြီးလည်းပဲလူကငိုက်နေပြီးပြီးတော့ဟာ Everton show work ဘယ်နာလဲပေါ့နော်ကျွန်တော်စိတ်တယ်ကျွန်တော်ပထမဦးထင်တာဩအပါတန်ကကောင်ကခုနဟို brand အမွဲမှုကန်လိုက်တဲ့အလုံးကိုလက်ကြီးနဲ့ပဲထိသွားလို့ပဲဒါ goal score opportunity ကိုကောက်ကာလိုက်လို့ပဲနေကြလာပြီးလဲပြီးမှဟိုအနည်းကနေပြန်ပြောင်းမှာစောက်ပြတနာပြီဟာရှေကူနာဘုံလက်ရှိမှာ United ပြည်သက်တီတော်မှာကာစီမေရိုတော်မှာကာစီအော်တိုမာကြီးကပဲကြီးရအကြီးအဆောတိုင်းလူကြီးဒီကပ်ကြတဲ့ချိန်မှာကာစီမေရိုကိုနောက်ကတီးပြီးတော့လေ sky ကျွန်တော်စ sky ပေါ်စ sky ပေါ်ကဇွန်းဆွဲပြတယ် ဲ့ဒါကဒီတော်တော်တကူကိုင်းထဲမှာအနိကဲရမယ်ဆိုရင် तू ကຢາກໄກတော့အများဆုံးဖြစ်လာတဲ့ကောင်နေနဲ့ ကိုကစားသမားကိုရံဖြစ်ပြီးနီကပ်ပြတဲ့ဥစ္စာကိုဒါကျွန်တော်သူလည်းမြင်တော့သူလည်းတော်တော်ကြောင်သွားပါဘောအဲ့တော့ Edisa Gay ကလည်းဘာဖြစ်မှန်းမသိပါဘူးဒါကျွန်တော် Michael Gay နဲ့ဒါ Edisa Gay နဲ့အမှန်တရားပြောကစားသမားချင်းချင်းရံဖြစ်တာဗျာတနေ့တံပိုးအဲ့တော့ဒါကလည်းတံပိုးရဲ့အလှည့်ကြောင်ဖြစ်သွားစီရဲ့သဘောပါပဲဒါကျွန်တော် Everton တင်းနဲ့ဒါခန်းစစ်ကိုပို့ပြီး lockdown လုပ်လိုက်တယ်ဂါနာတရားနောက်ကိုဝင်သွားတယ် Michael Lang ကိုလည်းအလွန်ကြိုရှေ့ကိုဒါကျွန်တော်အတွင်းထဲကိုဝင်လာတဲ့ဆိုင်ဒါကျွန်တော်တို့ pocket လေးတွေဝင်လာတဲ့ဆိုင်သူ့အနေနဲ့ခန်းစစ်မှာပူများသွားတယ်အဲ့တော့ဒီနေ့ပွဲစမှာ Jordan Pickford ပေါ့နော်တခါကြရင် Jordan Pickford ကဒါကျွန်တော် England ရဲ့ number 1ဂိုးသမားဆိုတာဘာလို့လဲဆိုတာဆက်လက်ပြီး remind လုပ်နေတာကိုတွေ့ရမ ယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Joshua Zigzi တောက်ပဲခေါင်းတိုက်တဲ့အလုံးနှလုံးတော့အပိုင်ရခဲ့တဲ့လုံးတွေရှိခဲ့တယ်အဲဒီလုံးတွေဒါကျွန်တော်တလုံးဆိုဒါကျွန်တော်တော့လှပါတယ်ခေါင်းတိုက်သွားတယ်ဒါပေမဲ့ pick 4ရဲ့ဒါကျွန်တော် less 1နေတဲ့ဒူတာကောက်ွယ်နိုင်ခဲ့တယ်အမေဒီကတော့ဒီနေ့ပွဲစဉ်မှာဒါတောင်မန်တချို့နေရာကနေအတိုးလုံးတွေပြုတ်လုခဲ့တာဖြစ်ပေမဲ့ဒီနေ့ဒီနေ့ပွဲစဉ်မှာဒါလောက်ပဲအဲ့တော့ United လက်ရှိဒီနေ့ပွဲစဉ်မှာဒါ16ရက်စီးတဲ့မှာဒါပြဿနာတစ်ခုအဖြေရှာဖို့တော့အဖြေလေးတွေတော့ရှိနေခဲ့ပေမဲ့အဲ့ဒီအဖြေရှာတဲ့အဖြေတိုင်းကတော့ကျွန်တော် Jordan Pickford ကမင်းရဲ့အဖြေကမှားတယ်ဆိုတော့ဒါကျွန်တော်တွဲလို့နေတယ်လို့ပြခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာပုံ United အသင်းနဲ့ Liga တာ လူပဲအာမိုရီရဲ့အသင်းရဲ့အသက်ကဘာလဲ သူ့ရဲ့ဝင်းဘက်ဒီနေ့ပေါ်မှာရူဘန်အာမိုရီရဲ့ဝင်းဘက်ရဲ့နှစ်ယောက်လုံးကဒီနေ့ပေါ်မှာတော်တော်လေးအလုံးမဖြစ်တာကိုတွေ့ရမယ်ပြဿနာကမာဇရာဝီအနေနဲ့ဒန်ယာကပြန်လဲတက်တာပြီးခဲ့တယ်အရင်တုန်းကမာဇရာဝီနဲ့လုံးဝလုံးဝကိုမတူတော့တဲ့အနေအထားကိုတွေ့ရမယ်အဲဒီနေ့ပေါ်စံကိုကျွန်တော်တွေးပြီးကြည့်ပြီးတော့ဘာလဲဆိုတော့ဒါအာမက်ဒီယာနဲ့ Brian M1 တို့တယောက် F ကုန်ကိုသွားခဲ့မယ်ဆိုရင်တော့ United တင်တော်တော်ကြီးကိုအုံနောက်စားမယ်အနေအထားတစ်ခုရောက်သွားမယ်ဒီနေ့ပေါ်စံမှာဆို attacking outlet တစ်ခုလုံးကအာမက်ဒီယာနဲ့ Mbwa ကိုနှစ်ယောက်စီကလွင်ဘယ်စီကမှမထွက်ဘူး Joshua Sisi ကခုနကပေါ်တဲ့ဘေးပေါ်ဒီနေ့ပေါ်စံ striker ဆို center forward ဆိုတဲ့ Joshua Sisi ကဒီနေ့ပေါ်စံ striker ပူဆာ ံသွားတယ်တယောက်ရိုးတဲ့အနေအထားမှာ United တင်းဒီနေ့ပွဲစမှာပို့ပြီးတော့ pressing လုပ်ခဲ့တဲ့ဒါပေမဲ့ပြဿနာပေါ့နော်တစ်ဖက်က cancel ပိုင်းကတော့ကျွန်တော်တို့3ဟိုပို့ပေါ့ဟိုပြဿနာ Everton တကူသွင်းလိုက်တာအားလုံးအားပြဿနာအဆပဲ Everton သွင်းလိုက်တဲ့ဂိုးအချိန်မှာ Everton ကရှင်းတယ်ဒီနေ့ပွဲစမှာအဝေးခွင့်မရအဲ့တဲ့တယောက်အနေနဲ့ခင်ဗျတယောက်ရော့ထားတယ်အနီးကရသွားပြီတကူသွင်းလိုက်တယ်ဘတ်စ်ကွန်နတူပြပိတ်ကန်တော့မယ် သူ့ရဲ့ object တွေအဲ့တော့ဒီနေ့ပုံစံဖင်ပိတ်ကန်တာလည်းအလုပ်တိုင်းတာတစ်ခုဒီတော့ဖြစ်ခဲ့မယ်ဒီနေ့ပုံစံမှာတကယ် hero ကဂျော်ဒန်ပစ်ဖို့ပဲတကယ်ကိုဒါကျွန်တော်60ရဲ့အတွင်းလုံနေတာ Brian Ambobo ရဲ့ကန်ချက်တွေအာမက်ဒီယာလိုရဲ့လုပ်ပြချက်တွေကိုအကောင်းဆုံး pick ဖို့တရားနဲ့ဒါလုပ်ပြသွားခဲ့တာကိုတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်ကြီးကောင်ကြီးမားနှစ်ကောင် Tarkovsky နဲ့ Gino နှစ်ကောင်ဒါကျွန်တော်ဖင်ပြအောင်ဒါကျွန်တော်ဝိုင်းဝန်းပြီးကာခဲ့ရတဲ့အားမှရှိတယ် Michael လည်းကိုလည်းရှေ့တော့မတက်လိုက်ရဘူးဒါကျွန်တော် pocket တွေထဲဝင်ဝင်ချင်အောင်မရလိုက်ပါဘူးသူနဲ့သူ့ဟာသူတကောင်နဲ့တိုင်ပတ်နေတဲ့အနေအားမှရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော် Everton ရဲ့ဒါကျွန်တော် win မနှစ်ယောက်လဲဒါနောက်တန်းစိတ်ကူနေရတယ်ဝင်းနှစ်ယောက်လဲဒါနောက်တန်းစိတ်ကူနေရတယ်အချိန်ကုန်သွား ဲ့တော့ရှေ့တဲ့မှာကျွန်တော်မြင်ကြည့်တာပေါ့နော် Dusberry ဟောင်းနဲ့ Berry လောက်ပဲကြံခဲ့တဲ့ပုံစံမျိုးရှိပြီးတော့ counter transition တွေလုပ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ဒါမှမမဲ့ရဆရာလက်မစီတက်လာတဲ့လုံးဆိုတာကျွန်တော်ကျွန်တော်လေးဘယ်လောက်ဒီအိတ်ငိုင်ကြီးလဲဆိုပြည်ရပြပါမလားဆန္ဒလက်မတက်လာတဲ့လို့ကျွန်တော်ဂိုးပြီးထင်တာပါလေ enjoy ဆွဲပြီးသွားပြီးတော့ဒါကျွန်တော်ဟိုအိပူနယ်ကိုဒါကျွန်တော်ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော်အိပူနယ်ကိုပေးလိုက်တဲ့အချိန်မှာအာပြီးပြီပေါ့ဂိုးကြီးပေါ့ဟာ you don't ကခက်တဲ့တော့ဘဲကောင်ကြီးတက်လာပေါ့ဒီလစ်လည်းရှိမှာပေါ့နော်ယူရိုလည်းရှိမှာပေါ့နော်လူချိုးလည်းရှိမှာပေါ့နော်ဘဲကောင်ကြီးတက်လာတယ်ပြီးတော့မပဲဟုတ်မယ်ဆန်လက်မန်းပြတ်တော့ပွဲပြီးကနေကြလူကလောကကျွန်တော်ဒါခုနကပွဲပြီးအောင်ရအောင်ကြည့်တော့ဆိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာဖြတ်သွားကိုးဆောက်ပြီးဖြတ်သွားမလားဒီလောက်ဒီဆောက်ရေးအဆောက်အေးကြီးပြတ်ခံပြီးလောက်ကြည့်ထားတာမှာဒါခုနကပေါ့နောက်ဆုံးမိနစ်မှာသွင်းခံကိုးပဲဆောက်ပြောခံရမှာဆိုတော့အဲ့တော့ဒါတက်အောင်တော့ကြည့်လိုက်ဒါခုနကပေါ့ယူနိုက်တက်အသင်းနဲ့ဒီနေ့ပွဲဆိုမှာတော့ခံစားရတယ်ပေါ့ဗျာခုနကပေါ့ပရိသတ်တရားဘာလို့ တက်တဲ့နာအကုန်ပဲဒါလည်းအကုန်လုံးတယ်ခုနကကစားကွက်ဘာညာတချို့ကြပြောလို့ရတယ်ဘောနာခုနကကျွန်တော်ကြတက်ခဲ့ခဲ့ဘာညာဆိုရက်ဒက်ဆိုင်ဒီနေ့ပုံစံဂျော်ဒန်ပစ်ဖို့တော့အတိမှပြောရမယ်ပစ်ဖို့အနေနဲ့ဒီနေ့ပုံစံမှာတကယ်ကိုကောင်းလွန်ပြုလို့တဲ့အရာကအင်မတန်မှချီချူးလို့မှုကောင်းတဲ့အနေထားမှာရှိရလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်100%မြင်တယ်ဂျော်ဒန်ပစ်ဖို့နဲ့ဒီနေ့ပုံစံမှာဒါအင်္ဂလန်ရဲ့နံပါတ်1ဂူသမားနေမှာဘာလို့ဆက်လက်ပြီးရှိနေလဲဆက်လက်ပြီးပြခဲ့တယ်ဒါခုနပြောတဲ့ပဲဒါရန်ဖြစ်ရင်ဘယ်လိုပဲနီးနေမှာမကောင်းအချင်းချင်းရန်ဖြစ်တာလည်းမကောင်းသူများနဲ့ရန်ဖြစ်တာလည်းမကောင်းဘူးဆိုတော့ဒါကျွန်တော်ပရီးမီယာလိဂ်တိုင်းတွေက consistency ရှိရှိနေပဲဒီနေ့ပုံစံမှာအနီကတ်ကိုပြသခဲ့တာကိုလည်းတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာ United က်တဲ့နဲ့တစ်ခါခါကြရင်ဒါခုနပေါ်တိုက်စစ်ပိုင်မှာဖြေရှာလို့မရှိရင်လူဘလော့အသင်းနဲ့တွေ့ပြီဆိုရင်ဘလူဖြေရှာမလဲဆိုတော့ဒီနေ့ပုံစံဆက်လက်ပြီးစစ်စားရမယ်။နောက်ခုနပေါ် United အသင်းနဲ့ဒါတစ်ချက်ချက်ဒါဂိုးတွေရတာပွဲတိုင်းခုနပိုင်းဒါကျွန်တော်နောက်ပိုင်းပွဲစဉ်၅ပွဲမှာဒါ clean sheet မရလဲပြန်ချခဲ့ပြီးဆက်လက်ဒါအမလိုက်ပူပြန်တွက်ကြည့်မယ်ဆက်လက်လက်မဲစစ်ဒါပထမဆုံးဒါ United အသင်းနဲ့သူရှုံးမဖြစ်သွားပြီ။လက်မဲစစ်အနေနဲ့လည်းရှိမှာဒါကျွန်တော်သူလည်းတော်တော်လေးစိတ်ညစ်သွားမယ်လို့မြင်တယ်။ United အသင်းနဲ့ဒီနေ့ပုံစံမှာအဆင့်၄ရနေရမယ်ဒီထားမှာတော့ဒါ Everton သေးတိုင်းသွားလို့ပေါ့နော်လက်ရှိမှာဒါ Liverpool အသင်းကိုဒုက္ခပြီး Liverpool အသင်းနဲ့ခုလက်ရှိအောက်တောင်ဆင်းသွားခဲ့တယ်။ဒါအခုလက်ရှိမှာ16မှတ်နဲ့တူတာညီကိုတွေအကုန်လုံး ဒီရစ်ရရပေါ့နော်ဆက်ရှင်မဲ့ရတဲ့ကောင်တွေထဲမှာဒါကျွန်တော်ထင်တာတသိမ်းမဲ့လားမသိနိုင်သွားတယ်တော်တန်ဟော့စ်ပါအသင်းလီဘာပူးဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဆက်ရှင်မဲ့ရတဲ့အသင်းနဲ့ဒီဒီဘက်တော့လုံးဝမနိုင်ခဲ့ဘူးလို့သိရတယ်မှာပါပါတယ်မြန်မာလက်ကလစ်ပြကြပါဦးမြန်မာကလစ်မှာမြန်မာဖြစ်ပါတယ်အားလုံးမကြိုးတမိုင်းချက်သွားကုန်ပြပါဦးပြီးပါဗျာ